အားလုံးပဲမင်္ဂလာပါခင်ဗျာဒီရက်ထဲကျွန်တော်ကိုအမေးများကြတာကချင်းမိုင်ကနေဘန်ကောက်ဘန်ကောက်ကနေချင်းမိုင်ကိုဝေးပြေးကားတွေနဲ့သွားရင်အဆင်ပြေလားကားတွေကတတောင်တတရော ရှိရလားဆိုပြီးတော့မေးတတ်ကြပါတယ်ဘန်ကောက်နဲ့ချင်းမိုင်ကိုက လေရင်ရထားနဲ့အဝေးပြေးကားတွေစီးပြီးတော့သွားလို့ရပါတယ်ဒါပေမဲ့လည်းချင်းမိုင်ရထားတွေကဝယ်ရခက်တယ်လို့လေရင်တွေကလည်းခီးသွားရည်ဖြစ်တယ်ကြိုပြီးတော့လည်းဝယ်မထားဘူးဆိုရင်ဈေးကြည့်ပါတယ် အဲ့ဒီတော့ရွေးချယ်စရာကအဝေးပြေးကားတွေပဲရှိပါတယ်။ဝေးပြေးကားတွေစီးရင်ရောအဆင်ပြေလားမပြေလားဆိုတာကိုတော့ဒီဗီဒီယိုလေးထဲမှာပြောပြပေးပါမယ်ခင်ဗျ။ဒီနေ့ကတော့ကျွန်တော်ချင်းမိုင်ကနေဘန်ကောက်ကို ဝေးပြေးကားစီးပြီးတော့ပြန်มาပါခင်ဗျ။အခုဆိုရင်ကျွန်တော်လည်းချင်းမိုင်ကားဂိတ်ကို ရောက်နေပါပြီ။ချင်းမိုင်ဘန်ကောက်အတွက်ကားကိုတော့ချင်းမိုင်ဘတ်စ်တာမီနယ်3လို့ခေါ်တဲ့ကားဝင်းမှာတွားစီးရပါမယ်ဗျ။ Google Map မှာအလွယ်တကူရိုက်ရှာလို့ရပါတယ်ဗျ။ ကားဂိတ်မှာကတော့ချင်းမိုင်ဘန်ကောက်သွားတဲ့ကားတွေရောတခြားနေရာသွားတဲ့ကားတွေရောအတွက်ကို ကားလိုင်းတွေအများကြီးရှိတာတွေ့ရပါမယ်ဒီဝင်ဝင်ချင်းနေရာကတော့ကားလမတ်ဝယ်တဲ့နေရာပါ online ကကြိုဝယ်ထားတယ်ဆိုရင်လည်းပဲကိုစီးရမဲ့ကားရဲ့ကားကုမ္ပဏီကောင်တာမှာလက်မှတ်ပြန်လဲရပါမယ်ဗျကျွန်တော်ကစွန်ဘတ်တိုးကုမ္ပဏီရဲ့ VIP 20ဆိုတဲ့ကားကို online ကနေကြိုဝယ်ထားပါတယ် အခုစွန်ဘက်ကောင်တာမှာကျွန်တော်လက်မှတ်လဲပါမယ်ဗျဖုန်းထဲက PDF ဖိုင်လေးကို ကောင်တာမှာပြလိုက်ရုံပါပဲကျွန်တော်ဝယ်စည်းပြတဲ့လက်မှတ်ကစွန်ဘက်ကုမ္ပဏီမှာဆိုရင်ဈေးကြီးဆုံးလက်မှတ်ပါပဲကောင်တာမှာသွားဝယ်မယ်ဆိုရင် တစ်စောင်ကို924ဘတ်ပေးရပါမယ်အွန်လိုင်းကကြိုဝယ်မယ်ဆိုရင်တော့ online booking fee လည်းရှိတာမို့လို့တစ်စောင်ကိုဘတ်1000လောက်တော့ကျပါမယ်ဗျာ န်ကောက်နဲ့ချင်းပိုင်ကိုသွားတဲ့လိုင်းကားတွေအများကြီးရှိတဲ့အထက်ကကျွန်တော် recommend ပေးချင်တာကတော့စွန်ဘတ်ကုမ္ပဏီနခွန်ချိုင်းနဲ့ဘန်ကောက်ဘတ်စ်လိုင်းတွေကိုတော့ recommend ပေးပါတယ်ဗျဒီကုမ္ပဏီတွေကကားနဲ့ဝန်ဆောင်မှုကောင်းတယ်ဆိုပြီးတော့လည်းသိရပါတယ်ဗျကားမျိုးစားတွေကတော့ Express VIP First Class Go Class အစားရှိတစ်ဖြစ်ရွေးစရာမျိုးမျိုးရှိပါတယ် VIP တို့ First Class တို့ကတော့ကားတွေပို့ပြီးတော့ကောင်းပါတယ် ကားရင်းမှာကကိုလိုချင်တဲ့ခုံရဖို့အတွက်ဒါမှမဟုတ်ကိုသွားချင်တဲ့အချိန်သွားနိုင်ဖို့အတွက်ဆိုရင်ကားလက်မှတ်ကိုကြိုပြီးတော့ဖြတ်ထားတာက ပိုအဆင်ပြေပါတယ်လက်မှတ်ရလာပါပြီဗျလက်မှတ်မှာကတော့စီရမယ်ပလက်ဖောင်းနံပါတ်ပါမယ်ခုံနံပါတ်ပါမယ်လမ်းမှာခဏရက်ပြီးတဲ့အချိန်အစားတောက်လဲစားဖို့ကူပွန်လေးလည်းပါပါမယ်ဗျလက်မှတ်ရပြီပြင်မဲ့အချိန်ပိုနေသေးတာမို့ကောင်းဝင်းထဲမှာဟိုဒီဒီရှောက်ကြည့်ဖြစ်ပါတယ်ဗျ။ ကောင်းဝင်းထဲမှာကမုတ်ဆိုင်တွေစားတော့ဆိုင်လေးတွေလည်းရှိတာမို့လို့စားရေးတောက်ရေးအတွက်ဆိုရင်လည်းပူစရာမရှိပါဘူးခင်ဗျအခုမြင်နေရတာကတော့ချင်းမိုင်ကနေကချနာပူရီအထိသွားတဲ့ကားပါဒါကတော့နကွန်ချိုင်းကုမ္ပဏီကကားပါဒီကားကလည်းအတော်ကောင်းတဲ့ကားတွေမှာပါပါတယ် ကျွန်တော်ကတော့ကားဆောင်ရမယ့်နေရာမှာသွားဆောင်နေပါပြီဗျ။အခုကျွန်တော်တို့မြင်နေရတာကတော့စွန်ဘက်ရဲ့ BIB 24ဆိုတဲ့ BIB ကားပါ။တစ်စီးမှလူ24ယောက်ပဲပါပါမယ်။ကျွန်တော်တို့စီရမယ့်ကားကတော့လာပါပြီဗျ။အပြင်ပိုင်းကကြည့်ရင်တော့ဘာမှမထူးခြားပါဘူးပုံမှန်ပါပဲ။ကားရဲ့အတွင်းပိုင်းအနေအထားနဲ့ဘလို့အခြေအနေရှိတယ်ဘလို့ဝန်ဆောင်မှုတွေပါတယ်ဆိုတာကိုဆက်ပြီးတော့လိုက်ကြည့်အောင်ပါဗျ။ ထပ်ပေါ်စံဘောက်ကကျွန်တော်ဝိဖာဝတီကားမှာကတော့ရင်မဲ့ပါပါတယ်အခုကျွန်တော်ရွေးထားတဲ့ကားကစွန်ဘက်ကုမ္ပဏီကဆွဲတဲ့ကားတွေထဲမှာဆိုရင်အကောင်းဆုံးကားပါ VIP 20ဆိုတဲ့အတိုင်းလူအယောက်20ပဲတင်ပါတယ်ခုံနေရာကျယ်ဝန်းမှုရှောင်းလန်းတွေကျယ်ဝန်းမှုကတော့ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းပါပဲခင်ဗျမတ်တဲ့ခါရတဲ့ လူကနေတော့ပစ္စည်းဆိုရင်လည်းပဲအေးဆေးထားလို့ရတယ်ထိုင်ကုန်ဆိုရင်လည်းပဲအတော်လေးကိုကျဲတယ်ဝါးတဲ့လူတွေအတွက်ဆိုရင်လည်းပဲတန်းတောင်းတတာရှိရဲ့ဗျအခုကျွန်တော်စီးပစ်တဲ့ဒီကားမှာထူးခြားတာဆိုရင်ထိုင်ကုန်တွေကမဆက်ချက်အမျိုးအစားဖြစ်တယ်ဗျခလုံးနှိပ်ထားလိုက်ရင်ခုံက10မိနစ်လောက်ထိကိုယ့်ကိုနှိပ်ပေးပါတယ်ဗျပုံမှန်အနှိပ်ခုံတွေလိုတော့မဟုတ်ပါဘူးအပြော့သားတဘောမျိုးလောက်ပါတယ်ဆိုရုံပါပဲတခြားကားတွေမှာပါမပါတော့မပြောတတ်ဘူးဗျ ကားကလည်းပဲထွက်ချိန်မှန်ပါတယ်9နာရီထွက်မဲ့ကားက9နာရီမှအတိအကျထွက်ပြီးတော့ဘန်ကောက်ကို မနက်6နာရီခွဲလောက်မှ ရောက်ပါတယ်ဘန်ကောက်ချင်းပိုင်းကအဝေးပြေးကားနဲ့သွားမယ်ဆိုရင်ကြာချိန်ကအကျန်းအဖြစ်9နာရီကနေ17နာရီလောက်ကားမျိုးစားလမ်းချိန်နေပုံမူတည်ပြီးတော့ကြာနိုင်ပါတယ်ဗျာ န်ကောက်ချင်းမိုင်ကားအများစုကအိနာပါကြပါတယ်အိနာတွေကလည်းတန်းကြပါလေဗျထိုင်းမှာ ဝီဗီကားစီးရင်ဒီအချက်ကအတော်လေးစိတ်ချမ်းသာစရာကောင်းတယ်ဗျညသာစားဖို့အတွက်နေရာကိုတော့ရောက်ပြီခမဒီမှာကတော့ကားလက်မှတ်ပြပြီးတော့ကိုကြိုက်ရာအစားအသောက်တို့မျိုးယူစားလို့ရပါတယ်ဗျာ ပို့ပြီးတော့စားခြင်းရင်တော့ငွေပေးပြီးစားရမှာဖြစ်ပါတယ်ဗျ။စိုင်းအများကြီးမရှိပေမဲ့အစားအသောက်စုံစုံလင်လင်ရှိတာမို့အဆင်ပြေပါတယ်ခင်ဗျ။ဒါလို့ဆိုရင်တော့ဘန်ကောက်ချင်းမိုင်ဘတ်စ်တွေရဲ့အနေအထားကိုမှန်းဆလို့ရမယ်လို့ထင်ပါတယ်ခင်ဗျ။ကားတွေက ပေါ်ပေမဲ့ကောင်းတဲ့ကားကိုစီးခြင်းနဲ့ခုံနေရာကောင်းကောင်းလေးလိုခြင်းနဲ့အချိန်ကွက်သီးသွားခြင်းနဲ့ဆိုရင်တော့လက်မှတ်ကြိုဝယ်ဖို့အကြံပေးပါရစေခင်ဗျ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေ ဖန်တီးမြဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါဦးမြအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ